တို့ညာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုဖတ်ပြပေးသွားမှာကတော့ခစ်ပြိုင်ဘာသာပြန်ဝိတ္ထုတို့များစာအုပ်ထဲကဆီယာမအင်ချမ်းမြေဘာသာပြန်ထားတဲ့တိုးပောင်ခဲဆိုတဲ့ဝိတ္ထုတို့ပဲဖြစ်ပါလေ။နားဆင်ကြပါအောင်ရှင်။တိုးပောင်ခဲခန်းကြီးတွေပိတ်ထားတဲ့အခန်းတစ်ခုလုံးကနှွေးထွေးပြီးတန်ပြန်လုံနေတယ်။ သူမထိုင်နေတဲ့ခုံနားကဇပွဲပေါ်မှာမိဟိန်ကလေးတစ်လုံးကလင်းလို့ခလန်းလန်းကဇပွဲပေါ်မှာလဲနောက်ထပ်မိဟိန်ကလေးတစ်လုံးမိဟိန်တွေစီကလင်းရဟာအခန်းတစ်ခုလုံးကိုပို့ပြီးနွဲ့နွဲ့တွဲတွဲရှိစေတယ်မဟုတ်လားအနောက်ဖက်နေရနာကဇပွဲရှိပေါ်မှာတော့ဖန်ခွက်ရှိနှစ်ခွက်ဆိုရာပလင်းနဲ့ဝီစကီတစ်ပလင်းဒါရင်မကရေခဲအုပ်ထဲမှာလက်လက်ဆက်ဆက်ရှိနေတဲ့ရေခဲတုံးကလေးတွေ မယ်ရီမလိုနီဟာယောက်ျားဖြစ်သူလောကပြန်လာကိုစောင့်နေတာဖြစ်တယ်။သူမမကြခဏနာယီကိုမော့မော့ကြည့်နေမိတယ်။စိတ်ဆောနေတာတော့မဟုတ်ပါဘူး။တမင်းနဲ့ကုံဆုံးသွားတိုင်းယောက်ျားပြန်လာဖို့နီးလာပြီဆိုတာကိုကျဉ်းနှံ့နေမိတာ။သူမလှုပ်ရှားပုံကလေးတွေကနူးညံ့နေတယ်။သူမပျော်ရွှင်နေပုံရတယ်။အခုဆိုရင် သူမကိုဝင်ရှိနေတာ6လရှိပြီ။ သူမရဲ့အသားကြီးဟာစူပြေဝင်းပါနေပြီးနှကန်းတွေကလည်းအရင်ကထက်ပိုလို့တော်နူးညံ့နေသေးတာသူမရဲ့မျက်လုံးတွေဟာ ဆိုရင်လည်းဒီငိမ့်အေးမြတဲ့ရေပြင်အလားအေးလေးနေကြုံနေမကအရင်ကထက်တောင်ပိုပြီးဝိုင်းချက်နှမောင်းနေသေးတာသူမဟာအချုပ်နေရင်ခေါင်းကလေးကိုမတိမတားငဲလိုက်ပြီးတစုံတရာအတွက်ကျေနပ်ပြီးပြုံးလိုက်တယ်ပြီးတော့နာယီကိုနောက်တစ်ချက်လှမ်းကြည့်လိုက်တယ်ငါးနာယီထိုးဖို့10မိနစ် သူမနားဆွင့်နေလိုက်တယ်။မစ္စတာမလိုနီဟာအချိန်တိကျလုံးနဲ့ယောက်ျားတယောက်ပဲ။ကားဘင်းတွင်နေအင်းရှိလမ်းမောကကြောက်စရခဲပွတ်တိုက်တန်းကားတကားဆောင်းပိတ်လိုက်တန်းပြင်းမောင်းနာကဖျက်လျှောက်လာတဲ့ခြေတန်းအင်းရှိတော်ကလဲတန်းတွင်ချုပ်လက်စအဝတ်ကို သူမချထားလိုက်ပြီးမတ်တပ်ထားရလိုက်တယ်။ပြီးတော့အင်းရှိတကားဝါစီကိုအသားလျှောက်သွားလိုက်တယ်။အင်းနဲ့ဝင်လာမယ့်ယောက်ျားဖြစ်သူကိုနှုတ်ဆက်အနမ်းပေးဖို့ပေါ့။ဟယ်လိုချီ သူမနှုတ်ဆက်လိုက်တယ်။ "Hello darling." မစ္စတာမလိုနီကလည်းပြန်ပြီးနှုတ်ဆက်လိုက်တယ်။သူမကသူ့ကိုအင်ဂျီကိုထမ်းယူပြီးကောင်းအင်ဂျီတွေချိန်တဲ့အခန်းလေးထဲမှာလှမ်းချိန်ဝီစကီထားတဲ့ဇပွဲရှိလေးဘက်ကိုရှောက်သွားပြီးအရက်ခွက်နှစ်ခွက်အစင်းင်းပြင်လိုက်တယ်။ယောက်ျားဖြစ်သူအတွက်ဝီစကီခပ်ပြင်းပြင်းတစ်ခွက်၊သူမအတွက်ကတော့ခပ်ပြပြတစ်ခွက်။၆လဆက်အဝက်ကိုထားခဲ့တဲ့ခုံပေါ်မှာ ။သူမပြန်ထိုင်လိုက်ချင်းမစ္စတာမလိုနီကသူမနဲ့မျက်နှာချင်းဆိုင်ခုံမှာတိတ်တဆိတ်ဝင်ထိုင်နေတယ်။လက်ထဲကဝီစကီခွက်ကိုတော့လက်နှစ်ဖက်နဲ့ဆုပ်ကင်ထားရင်းစော်ကစားနေတယ်။အခန်းထဲမှာရေနဲ့ဖန်ခွက်ရိုက်တန်းတွေကခတ်တူတူ။သူမအတွက်တော့ဒီအချိန်ဟာပျော်စရာအကောင်းဆုံး၊ပီတိဖြစ်စရာအကောင်းဆုံးအချိန်ပဲ။မစ္စတာမလိုနီကတော့ဝီစကီတစ်ခွက်မဝင်မချင်းစကားမပြောတတ်ဘူး။ဒါပေမဲ့သူမကျေနပ်တယ်။စကားမပြောဘဲတိတ်တိတ်ကလေးနေနေရတာကိုကြည်နူးတယ်။ တနေ့ကောအိမ်ထဲမှာတယောက်တည်းနေရတာဆိုတော့အနားမှာမစ္စတာမလိုနီ ရှိနေရင်ကိုကျင်းနေစရာဖြစ်နေရတာနေအောင်ကြီးကိုငတ်မုန်နေသူတူနေစာလုံးနဲ့အခါခန်းစားရတဲ့စိန်ကြလုံးနဲ့ခန်းစားမှုမျိုးဟုတ်တယ်သူမကနေအောင်ကြီးကိုငတ်မုန်နေသူသူကတော့နှွေးထွေးလာတဲ့နန်းခင်းရဲ့နေမင်းကြီးပေါ့မစ္စတာမလိုနီရော့ရော့ရဲ့ထိုင်နေပုံကိုလည်းသူမနှစ်သက်တယ်အင်းရှိတကားကိုဖွင့်ဝင်လာပေါ့ အင်ရှိကန်တဲ့အရောက်ခြေလန်းကျကျလျှောက်လာပုံတွေကိုသူမချစ်တယ်။သူ့နှကန်းပုံစံအနေထားတာမကသူမကိုစိုက်ကြည့်တတ်တဲ့အကြည့်တွေကိုလည်းမျက်နှာတွေအခုလဲမောပန်းနွမ်းနေလို့တိတ်ဆိတ်နေတဲ့မစ္စတာမလိုနီရဲ့ပုံစံကလေးကိုချစ်နေမိတော့တာ။အချစ်အရင်မောလာလာဝီစကီနဲ့ငယ်ဝင်သွားမှအမောပြေတတ်တဲ့ယောက်ျားလို့သူကိုသူမလမ်းမိလိုက်တယ်။အင်းဟုတ်တယ်မောလာတယ်။ပြောပြောဆိုဆိုနဲ့မစ္စတာမလိုနီဟာဝီစကီကိုအကုန်မောချပစ်လိုက်တယ်။ တကယ်ဆို သူသားမျိုးတစ်ခါမှမလုပ်ဘူးလေသူကစိန်ခံတောက်တတာ အခုတော့ဖန်ခွက်ထဲမှာထောက်ဝံနီးပါတော့ကြံနေသေးတာကို အကုန်မော့ချပြစ်လိုက်တာဒါရီကိုသူမလှမ်းကြည့်နေလို့မြင်နေတာမဟုတ်ပါဘူးမစ္စတာဘလိုနီကလက်ကိုအောက်ပြန်ချမှာ ရေခဲတုံးလေးတွေနဲ့ဖန်သားပြင်ခက်ပြင်းမြင့်ရိုက်ခတ်သွားတဲ့ကို ကြားလိုက်ရတဲ့အတွက်ဖန်ခွက်ထဲမှာဘာမှမကြံတော့ဘူးဆိုတာသိလိုက်တာလေမစ္စတာမလိုနီက ကိုကို ရှေ့ကိုင်းထားပြီးငြိမ်နေတယ် နောက်တော့စပွဲရှိဘက်ကိုရုတ်တရက်ထထွက်သွားပြီးဝီစကီထမ်းခဲ့တယ်။ကျမယူပေးမယ်လီ။မယ်ရီမလွန်နီပြာရခတ်သွားတယ်။ကဗျာကတိမတ်တက်ရက်ပြီးပြောလိုက်တယ်။ထိုင်နေပါ။မစ္စတာမလွန်နီပြန်လျှောက်လာတယ်။ဖန်ခွက်ထဲကဝီစကီအယောင်ဟာလိုရာထက်ပိုရင့်နေတယ်။အိမ်ထဲမှာတက်တောင်းတသားစီဖို့ဖနက်ကလေးသွားယူပေးရမလား။မလိုပါဘူး။အဝါရင်ရောင်အရေတွေကိုတောက်နေတဲ့သူမယောက်ျားကိုသူမငေးကြည့်နေမိတယ် ဖန်ခွက်ထဲမှာဝီစကီတော်တော်ပြင်းပြင်းထည့်ထားတာပဲ။စီဝဲကရလေးတောင်ထားလို့ဒီလိုရာရုရှိတဲ့ရဲရာရှိတယောက်ကို တနေ့ကုန်ပက်ထရွန်ခြေချင်းလှည့်ကိုင်းတာတော့လွန်တာပဲ။မစ္စတာမလိုနီကဘာမှပြန်မပြောလို့သူမကအသာခေါင်းငုံပြီးအဝိဆက်ချုပ်နေလိုက်တယ်။သူကဝီစကီကိုမော့တောက်လိုက်လို့ရေခဲတုံးလေးတွေနဲ့ဖန်သားပြင်ရိုက်ခတ်တမ်းမဲ့အခန်းထဲမှာကြားနေရတာပေါ့။ဒင်းငယ်စားကြလိုက်ရင်တွားယူပေးရမလား။ ဒီနေ့ကတာတာပရင်းနေဆိုတော့ကျမညစာချက်မထားဘူးရပါတယ်မီယူနဲ့တိတ်မောလို့အပြင်ထွက်မစားနိုင်တော့ဘူးဆိုရင်လည်းချက်ဖို့ပြုတ်ဖို့အချိန်ရှိသေးတယ်အသားငါးတွေလည်းအခဲကန်းထဲမှာကျန်နေတယ်အခုထိုင်နေတဲ့နေရာမှာထိုင်စားရုံပဲကျမစီစဉ်လိုက်ရမလားယင်သူဘာပြန်ဖြေမလဲလို့သူမဆောင်ကြည့်နေလိုက်တယ်အပြောင်းလေးတစ်ခုနဲ့ဖြေမလားခေါင်းငိတ်မလားသူမဆောင်ဆိုင်နေတယ်ဒါပေမဲ့မစ္စတာမလိုနီကတော့တုတ်တုတ်မှမလှုပ်ဘူး ကဲပါလေဒိန်ငင်းနဲ့ဘီစကုတ်မုံလေးတွေကျွန်မသွားယူပေးပါမယ်။မစားချင်ပါဘူးကွာ။သူမဘာလို့ရမှန်းမသိဖြစ်နေရှာတယ်။မျက်လုံးရွက်ကြည့်တွေနဲ့ယောက်ျားလို့သူကိုလမ်းကြည့်နေတယ်။ညစာတော့စားရမှာပေါ့။ဘာပဲဖြစ်ဖြစ်ကျွန်မသွားပြန်လိုက်မယ်။နောက်တော့မှစားကျင်လဲစားမစားကျင်လဲနေပေါ့နော်။မယ်ရီမလိုနီမတက်ရက်လိုက်ပြီးချုပ်လက်စအဝဲကိုမိတိုင်ထားတဲ့ဇပွဲပေါ်ကလေးပေါ်လမ်းတင်လိုက်တယ်။ခဏထိုင်စမ်းပါဦး။ခဏလေးပဲဖြစ်ဖြစ်ထိုင်နေပါ။ မစ္စတာမလိုနီရဲ့ထူးဆန်းနေတဲ့ပြုံမှုတွေကြောင့်မယ်ရီမလိုနီကြောက်စိတ်အမြင်ငယ်ဝင်လာတယ်။ထိုင်းနေထိုင်းလိုငါပြောနေတယ်။သူမအသာအရာပြန်ထိုင်လိုက်တယ်။နားမလည်နိုင်တဲ့မျက်လုံးကြည်တွေနဲ့ယောက်ျားကို စိုက်ကြည့်နေမိတယ်။မစ္စတာမလိုနီကတော့ဝီစကီတစ်စက်မှမရှိတော့တဲ့ဖန်ခွက်ကိုစိုက်ကြည့်နေလိုက်တာနှစ်ဖူးကြောကြည်တွေတောင်ရှုံလို့ငါမင်းကို ပြောစရာတခုရှိတယ်။တတိချာချာနားထောင်ပါ။ဘာဘာပြောမလို့လဲ။ဘာဖြစ်လို့လဲ။ဒါလည်း Mr. Maloney တရားမတုံမလို့ဆက်ထိုင်နေတယ်။ခေါင်းဝင်ထားလို့သူ့မျက်နှာအပေါ်ပိုင်းကိုမိတိုင်ကအလင်းရောင်ဟာခက်ပြပြထိုးချနေတာ။သူ့ရဲ့နှာခမ်းတွင်နေမိစေကတော့အမောင်ရိပ်ထဲမှာအဲ့ဒီအချိန်မှာ Mr. Maloney ရဲ့ဘဲဘက်မျက်လုံးတောင်းကအကျော်ကတစ်ဆက်ဆက်တုံနေလာတာကို သူမှသတိထားလိုက်မိသေးတာ။အခုငါပြောမယ့်စကားကိုမင်းကြတဲ့အခါတော်တော်ကလေးတော့တုံ့လှုပ်သွားလိမ့်မယ်။ဒါပေမဲ့တတိကျကျစဉ်းစားပြီးတဲ့အခါမှာအချိန်မဆိုင်ထားတော့ပဲပြောလိုက်တော့မယ်လို့ငါတွေးလိုက်တယ်။ မင်းကိုပြောဖို့အချိန်သင့်နေပြီမလို့ငါဆုံးဖြတ်လိုက်တာပဲမင်းငါကိုအပြစ်တွေအရင်မတင်ဘူးလို့လည်းငါမျောလင့်နေမစ္စတာမလိုနီပြောတဲ့စကားတွေကိုသူမကြားတစ်ချက် မကြားတစ်ချက်သူမရဲ့ယောက်ျားကိုနားမလည်နိုင်တဲ့မျက်လုံးကြီးတွေနဲ့ငေးကြည့်နေရင်စကားလုံးတစ်လုံးစီတိုင်းဟာသူမနဲ့သူမယောက်ျားကိုအစွန်းနှစ်ဖက်စီကိုတွန်းပို့နေပြီဆိုတာမယ်ရီမလိုနီသိလာရတယ်အဲ့ဒါပါပဲဒီအချိန်မှာအခုလိုစကားမျိုးပြောရတာတော့မကောင်းဘူး ဒါပေမဲ့အခြားနီလန်လေးမရှိတော့ဘူး။ငါမင်းကိုဆက်ပြီးထောက်ပံ့မှာပါ။လာစဉ်ငွေ ထောက်ပံ့မင်း။ငါစီစဉ်တာကိုမင်းလက်ခံလိုက်မယ်လို့ငါမျှော်လင့်နေ။ငါကတော့ပြဿနာမရှာစေချင်ဘူး။မင်းပြဿနာရှာမယ်ဆိုရင်ငါအလုံးမှာမျက်နာပြက်စရာဖြစ်ရလိမ့်မယ်။သူမဟာယောက်ျားလူတို့ရဲ့စကားတွေကိုမယုံနိုင်ခဲ့ဘူး။ဒီစကားတွေကိုသူပြောနေတယ်လို့ကိုမယုံနိုင်တာ။မမစိတ်တွေကြောင်ချောက်ချားဖြစ်ပြီးနားတွေကနေမဟုတ်တာတွေကြားနေတာပဲဖြစ်မယ်လို့ထင်နေလိုက်သေးတာ။ ူမလှုပ်ရှားရှိတာသွားလို့ဈေးဝယ်ဈေးရှားရှိတာဝယ်ချက်ပြုံအိမ်ပြန်အိတ်တင်ချိန်မှာအိတ်နိုးလာတဲ့အခါဒါရီအားလုံးဟာအိမ်မက်တစ်ခုဖြစ်ချင်းဖြစ်နေပါပေါ့လို့လည်းတွင်းနေမိသေးတာကျွန်မညစာသွားပြန်လိုက်အောင်မယ်အာယူပြီးပြောလိုက်တဲ့သူမလေးတန်းကခတ်တဲ့ဒီတခါတော့သူမတားတော့ဘူးအခန်းကိုဖျက်ချောက်နေတဲ့သူမဟာခြေထောက်နဲ့ကြမ်းမြင်ထိတွေ့မှုကို မခံစားရတော့ဘူး။ဘာကောမှမခံစားရတော့ဘူး။ ခေါင်းမူးတလူလိုအန်ဂျင်တလူလိုဖြစ်နေတာကလွဲလို့သူမဘာကိုမှမခံစားရဘူးဆက်ရုပ်တရုပ်လိုပဲသူမလမ်းလျှောက်ပြီးအောက်ထပ်က စတိုကန်တွေကိုသွားတယ်မိခလုတ်ကိုဖွင့်နေအသားရီထားတဲ့အခဲကန်တကားကိုဖွင့်ပြီးအရင်ဆုံးတွေ့တဲ့ဓာတ်ရုံကြီးတုံးကိုဆွဲယူလိုက်တယ်အသားတုံးကစက်ကူနဲ့ထုတ်ထားတော့ဘာအသားမှမသိရလို့စက်ကူကိုခွာပြီးတိတိကျကျကြည့်လိုက်တယ်ခဲနေတဲ့တိုးပေါင်တစ်ချောင်းပဲညစာကိုတိုးပေါင်နဲ့ပဲပြလိုက်ကြရမှာပေါ့လို့သူမစဉ်းစားရင် ေါ်ဓာတ်ကိုယူလာခဲ့တယ်။အယိုးတိန်နာကနေလက်နှစ်ဖက်နဲ့ကင်ပြီးအင်းရှိခန်းကဖျက်ရှောက်။ပရင်းမောက်မှာရက်နေတဲ့မစ္စတာမလိုနီကိုလှမ်းတွေ့လိုက်တယ်။သူမှသူ့အနာကိုအသာလျှောက်သွားလိုက်တယ်။တော်ပါပြီကွာငါ့အတွက်ညစာချက်မနေပါနဲ့တော့ငါအပြင်မှာပဲစားလိုက်တော့မယ်။ခြေတန်းကြောင့်မိမလို့သူအနာရောက်လာမှန်းဒီပေမဲ့မစ္စတာမလိုနီကလှည့်မကြည့်ပဲပြောလိုက်တယ်။ အဲ့ဒီအချိန်မှာမယ်ရီမလိုနီဟာယောက်ျားဖြစ်သူထံကိုတန်းတန်းမတ်မတ်ဆက်လျှောက်သွားပြီးခဲနေလို့စတီချောင်းလိုဖြစ်နေတဲ့သိုးပေါင်တုံးနဲ့ယောက်ျားဖြစ်သူရဲ့နောက်ဆေးကိုအာကုန်လွှဲပြီးရိုက်ချလိုက်ပါတော့တယ်။မယ်ရီမလိုနီချီနလန်းလောင်နောက်ဆုတ်ပြီးရက်ကြီးနေတယ်။မစ္စတာမလိုနီတရားပရင်းမောင်နားမှာ5စက္ကန့်လောက်ဆက်လက်ရက်နေပြီးခန္ဓာကိုယ်ကရိမ့်ရိုင်လာတယ်။နောက်ဆုံးတော့ကော်စောဘော်ကိုဝုန်းနေပြည်လဲသွားတော့တယ်။ မစ္စတာမလိုနီဝုန်းနဲ့လဲကျသွားတဲ့ဇပွဲကလေးဂျွန်တိုအမကုံဖြစ်သွားတဲ့နေ့ကသူမအတီပြန်ဝင်လာစီတယ်အော်တွေ့မှုတွေခြုံလွမ်းနေတဲ့မယ်ရီမလိုနီဟာကော်ဇောဘွားကမစ္စတာမလိုနီရဲ့ခန္ဓာကိုယ်ကိုစိုက်ငြိကြည့်နေမိတာ။သူမလက်နှစ်ဖက်နဲ့စုပ်ကိုင်ထားစေအရာကတော့လူသက်လက်နက်ဖြစ်တဲ့အေးခဲနေတဲ့သူ့ပေါင်းတစ်ချောင်း။အယောက်ကြောင့်ငါငါတက်လိုက်မိရပဲ။အတိဝင်လိုက်ချိန်မှာတော့သူမရဲ့စိတ်အချင်းဟာကြီးလင်းလို့လာတယ်။ အတွေ့တွေကလည်းထုံမိုင်းလီလံမှုမရှိမြန်ဆန်သွက်လက်လာနေတာသူမဟာရဲဆောင်နောက်တယောက်ရဲ့ဇနီးတူပဲမဟုတ်လားဒီလိုကိစ္စမျိုးဟာအပြစ်ဒဏ်ဘလောက်ကြီးရဲဆိုတာသူမသိသေးတာပေါ့ဒါပေမဲ့ကိစ္စမရှိဘူးသူမအတွက်ကတော့တိမ်မထူနေမထူပဲသူမတည်သွားမယ်ဆိုရင်လည်းအရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်ဒါပေမဲ့ရင်သွေးလေးအတွက်ကရောသူမလွယ်ထားရတဲ့ရင်သွေးလေးအဲ့ဒီရင်သွေးလေးအတွက်ဘယ်လိုလုပ်မလဲ ကိုဝင်ဆောင်ထားတဲ့ရာဇဝတ်သားတွေကိုဘလို့ပြစ်မှုမျိုးပေးတတ်ကြပါလဲရာဇဝတ်သားနဲ့ရာဇဝတ်သားလွေထားတဲ့တရေသားလေးကိုပါတည်စားတည်စီမလားဒါမှမဟုတ်တရေသားလေး၁၀လရောက်တဲ့အထိစောင့်ကြမလားဆိုတာကိုတော့သူမမသိဘူးသူမရင်သွေးလေးကိုတော့ဘလို့မှမသိစေနိုင်ဘူးသူမမိဖို့ကြောင့်တဲ့ကိုဝင်သွားတယ်လက်ထဲကသိုးပောင်ကိုလင်မန်းကြီးတစ်ခုထဲထည့်လိုက်ပြီးအကင်ဖိုထဲကိုထိုးသွင်းလိုက်တယ်အကင်ဖိုကိုလည်းမိရှိအမြင့်ကြီးမြင်ထားလိုက်တယ် ောက်တော့လက်ကိုစင်ချင်အောင်ဆေးပြီးအိတ်ခမ်းရှိရာဘော်ဒက်ကိုပြေးတက်သွားတယ်။မန်တီငုံရှိမှထိုင်စပင်တွေကိုလက်နဲ့တတ်တင်စပင်အခွေလေးကလေးတွေကိုအပေါ်ရန်လေးပြန်ပုံသွင်းအပြုံးတုတစ်ခုကိုဖန်တီး။ "Oh, hello Sam." အတန်ကိုချိုလွင်နေအောင်လုပ်ပြီးမန်ရှိမှတရုပ်ဆောင်ကြည့်တယ်။သူမရဲ့အမူအရာတွေနဲ့အပြုံးတွေကတော့မူမမှန်ရှာဘူး။အားလုံးနဲ့ပဲနည်းနည်းရောင်းမလားဆမ်ကြီး။ပဲတဘူးယူမယ်နော်။ အချိန်နှဲငယ်ကြတော့သူမရဲ့စကားတန်နဲ့အပြုံးတွေကအစဉ်ပြေလာတယ်။အခါခါကြင့်မိတဲ့အခါအောက်ထက်ကို Miss Melanie ပြေးစင်းသွားတယ်။ကုတ်အင်ကြီးကိုလမ်းယူ အသာချုံပြီး နောက်ဘက်တကားပေါက်ကနေထွက်ပန်းချင်ကိုဖျက်လမ်းမပေါ်ကိုတက်လာခဲ့တယ်။အချိန်က6နာရီမထိုးသေးဘူး။ခလန်းလန်းကအကုန်လုံးဆိုင်ရဲ့မိတွေလည်းမပိတ်သေးဘူး။ Hello Sam ။ကောင်တာနောက်မှာရက်နေတဲ့ Sam ကိုရှွ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  မင်္ဂလာညနေချမ်းပါမစ္စမလိုနီနေကောင်းရဲ့လားအားလုံးနည်းနည်းလောက်လိုချင်လို့ဆမ်းမြေအေးပဲတဘူးလဲပေးပါဦးဆမ်ကနောက်ဖက်တန်းမောကပေးဖို့ကိုလှမ်းယူလိုက်တယ်ပက်ထရစ်ကမောလို့ဒီနေ့အပြင်မှာတင်တာထွက်မစားဘူးတဲ့ဆမ်မြေဒါသာပရင်းနေညနေရီဆို အပြင်မှာထွက်စားတတ်ကြတာလေအိမ်မှာကလည်းဟင်းလိဟင်းရွက်ကုန်နေပြီအသားငါရောယူအောင်လားမစ္စမလိုနီအသားတော့မယူသေးဘူးအခက်အခဲနဲ့မှာတိုးပေါင်တစ်ချောင်းကျန်နေသေးတယ်ဩ တိုးပေါင်ခဲနေတာကိုချက်ချင်းချက်ရင်ဘလို့ရတာထွက်လာမလဲတော့မသိဘူးဆမ်းမြေဒါပေမဲ့ဒီတစ်ခါစမ်းကြည့်လိုက်မင်းအဆင်ပြေပါမလားမသိဘူးခဲနေတာကိုချက်ချင်းချက်ချက်မခဲအောင်ရင်လှုပ်ပြီးမှချက်ချက်မထိုးဘူးလို့ကျွန်တော်တော့ထင်နေခင်ဗျဒါနဲ့အိုင်ဒါဟိုအာလူးတွေယူမယ်မဟုတ်လားမစ္စမလိုနီယူမယ်နှလုံးပေးပါနောက်ဘာယူအောင်လဲခင်ဗျတင်လာပြီးတော့အချိုးပွဲလေးပါလိအတွက်ဝယ်သွားပါအောင်လားဆမ်ကခေါင်းကိုဆောင်းငယ်ပြီးပြုံးလို့မိတယ် ဘာဝင်သွားရရင်ကောင်းမလဲအကြံပေးပါဦးဆမ်မီဒိန်ငဲနဲ့လှုပ်ထားတဲ့ဂိတ်မဝင်သွားပါလားမစ္စတာမလိုနီကဒိန်ငဲပျော့ပျော့လေးနဲ့လှုပ်တဲ့ဒိန်ငဲဂိတ်ကြိုက်တတ်တယ်မဟုတ်လားဆမ်ကဆိုင်ထဲတစ်ချက်ဝေ့ကြည့်လိုက်ပြီးဒိန်ငဲဂိတ်ဝင်သွားဖို့အကြံပေးလိုက်တယ်ဟုတ်တယ်ဒိန်ငဲဂိတ်သူကြိုက်တယ်စားစရာတွေကိုအကုန်ထုတ်ပို့ပြီးတဲ့အချိန်မှာသူမအတောက်ပါဆုံးပြုံးလိုက်တယ်ကျေးဇူးပဲဆမ်မီကောင်းသောညနေခင်းဖြစ်ပါစေကောင်းသောညပါမစ္စမလိုနီအားပေးတာကျေးဇူးပါဗျာ သူမအိမ်ပြန်လာရလမ်းတစ်ချောင်းမှာတယောက်တည်းတွေးလာခဲ့တယ်။သူမအိမ်မြန်ပြန်ပြီးအမြန်ချက်ပြုတ်ရမယ်။ယောက်ျားကမောပြီးအိမ်ပြန်လာတာမဟုတ်လား။ထမင်းဟင်းတွေကိုအရသာရှိအောင်ကောင်းကောင်းချက်ပြုတ်ရမယ်။အိမ်ရောက်တဲ့အခါဆူဆူရွရွအခြေအနေတစ်ခုနဲ့လည်းမကြုံဘူး။ဘာထူးထူးဆန်းဆန်းမှလည်းအိမ်မှာဖြစ်မနေဘူး။အခုလည်းဈေးဝယ်ပြီးအိမ်ပြန်လာတာဖြစ်တယ်။ Miss Mloney တရားကြာသာပရင်းနေညနေခင်းအချိန်မှာယောက်ျားညစာစားဖို့ဟင်းဒီဟင်းရွက်တွေဝယ်ပြီးပြန်လာနေတာသာဖြစ်တယ်။ ဟုတ်တယ်အဲ့လိုပဲဖြစ်ရမယ်။အရင်နေ့တွေကအတိုင်းပဲပုံမှန်လှုပ်ရှားသွားလာနေရမယ်။သူမနောက်ဖေးမိဖို့တကားကညီဝင်လာခဲ့တယ်။တချင်းလေးတောင်ညင်းနေလိုက်သေးတာ။ပက်ထရီဒါလင်ရေအစဉ်ပြေးရလား။ဈေးဝယ်လာတဲ့အထုပ်ကိုစပွဲပေါ်တင်လိုက်ပြီးအင်းရှိကန်းကိုထွက်လာတော့ခြေထောက်တွေတွန့်လင်ကောက်ခွေပြီးလဲကျသေးဆုံးနေတဲ့ယောက်ျားဖြစ်သူကိုတွေ့လိုက်ရတယ်။မစ္စတာမလွန်နီရဲ့လက်တစ်ဖက်ကလည်းခန္ဓာကိုယ်အောက်မှာလိမ်ပြီးနေသေးတာ။ သူမရဲ့ရင်ထဲမှာတစ်ချိန်ကချစ်ခင်ရတဲ့ချစ်ချင်းမြတ်တော်တွေနဲ့တန်းတားလွမ်းဆွေရမှုတွေကပြန်လည်နှူးထလာခဲ့တယ်။မစ္စတာမလွန်နီရှိရာကိုသူမအာကုန်ပြေးသွားလိုက်ပြီးဒူးထောက်ထိုင်ချလိုက်တယ်။သူမဝမ်းနည်းစွာငိုကြွေးနေမိတော့တယ်။ဟန်ဆောင်ရတယ်ဆိုတာတကယ်တော့သိပ္ပံမန်းတာမဟုတ်လား။အဲ့ဒီအချိန်မှာတော့သူမဟန်ဆောင်ပြီးကိုကျွေးနေတာမဟုတ်ဘူး။သူမခက်ခက်ခဲခဲငိုနေတာမဟုတ်ဘူး။လွယ်ကူချုံးမွေစွာနဲ့စိတ်ပါလက်ပါကိုငုံနေမိတာ။ မိနစ်နှင်းငယ်ကြတော့တယ်လီဖုန်းရှိရာကို သူမလျှောက်သွားပြီးရဲဌာနကို ဖုန်းလန်းဆက်လိုက်တယ်။တစ်ဖက်ကဖုန်းပြေတဲ့မဆုံးခင်မှာအကျယ်ကြီးကိုအော်ပြောလိုက်တယ်။မြင်မြန်လာကြပါရှင်ပက်ထရစ်ပက်ထရစ်မလိုနီတီးပြီးရှင်။အခုပြောနေတာဘသူပါလဲခင်ဗျာ။မစ်မလိုနီပါ။မစ်ပက်ထရစ်မလိုနီပါ။နေပါဦးနေပါဦးခင်ဗျာ။ပက်ထရစ်မလိုနီဆုံးပြီဟုတ်လား။ဟုတ်တယ်သူကျမ်းမြင်ပုံမှာလင်းကြနေတယ်အသက်မရှိတော့ဘူးလို့ကျမထင်တယ်။ ူမငိုရှာရင်းဆိုလေတယ်ကျွန်တော်တို့အခုလာခဲ့ပါမယ်ရဲကတွေကချက်ချင်းဆိုသလိုရောက်လာတယ်သူမတကားဖွင့်ပြီးတော့ရဲရာရှိနှူးဝင်လာတယ်အဲ့ဒီရဲရာရှိနှူးလုံးကို သူမတီးတာပဲတကယ်ဆိုရင်အဲ့ဒီရဲထဏာတစ်ခုလုံးကအကုန်လုံးနဲ့သူမတီးတယ် မယ်ရီမလိုနီတယောက်ခုံပေါ်မှာအယုတ်ကြိုးပြန်ထိုင်ချလိုက်ပြီးတော့မှချက်ချင်းပြန်ထားလိုက်ပြီးမစ္စတာမလိုနီအနားဒူးထောက်ထိုင်နေတဲ့အရာရှိအိုမာလီနဲ့အရာရှိနိုနန်တို့အနားကိုရှောက်သွားလိုက်တယ်။သူတည်သွားပြီလားယင်။ဟုတ်တယ်တည်သွားပြီ။ဘာဖြစ်တာလဲသီလား။သူမရှင်းပြရတော့တာပေါ့။ဈေးဝယ်သွားတဲ့အကြောင်းဈေးကပြန်လာတဲ့အခါမစ္စတာမလိုနီကိုကျမ်းမြင်ပေါ်မှာလဲကျနေတာကိုတွေ့လိုက်ရတဲ့အကြောင်းတွေကိုငိုလိုက်ပြောလိုက်နဲ့ဆက်စုံခင်းနေလေရဲ့။ သူမပြောနေတာကိုနားထောင်ရင်မစ္စတာမလိုနီကိုစစ်စီနေတဲ့ရဲရာရှိနှုန်းန်းကမစ္စတာမလိုနီရဲ့နောက်ဆင်းနားမှာဖြစ်ခဲနေတဲ့သွေးစားသွေးနာတွေကိုတွေးလိုက်တယ်။နှုန်းန်းကအိုမာလီကိုလှမ်းပြလိုက်တာနဲ့အိုမာလီကတယ်လီဖုန်းရှိရာကိုအမြန်လျှောက်သွားပြီးဖုန်းခေါ်လိုက်တယ်။မကြာခင်မှာပဲမှုခင်ဆရာဝန်ဆုံတောင်းနှစ်ယောက်မတန်းနီရဲရာရှိနောက်တူနဲ့လက်ဝေရာကျွမ်းကျင်သူတူတို့ရောက်လာကြတယ်။ထိုလူတွေကမစ္စတာမလိုနီရဲ့ခန္ဓာကိုယ်နားမှာစီစီရင်းတီတိုးစကားပြောနေကြတယ် ဆုံတော့တွေက Miss Melanie ကိုမိကုန်နေဆုံနေအောင်မိနေကြပေမဲ့ကျင်ညာနာတော့ရှိပါတယ်။သူမကိုဘာဖြစ်တာလဲလို့ထပ်မိကြပြန်နေ။ဒီတခါတော့အစကနေပြန်ပြောပြလိုက်တယ်။ Mr. Melanie အိမ်ပြန်လာကြောင်းသူမကအဝိချုံနေကြောင်းဒီနေ့ကျမှ Mr. Melanie ကမောလို့ညစာထွက်မစားကျင်တော့ကြောင်းသူမကသူစားဖို့တိုးပောင်ကိုအကင်ဖိုးထဲထည့်ပြီးညစာပြင်ကြောင်းအခုတော့ချိန်ရင်တန်လန့်ဖြစ်ကြောင်း ဟင်းနီဟင်းရွက်မရှိလို့အိနာကဆိုင်မှာဟင်းနီဟင်းရွက်သွားဝဲကြောင်းပြန်လာတော့ယောက်ျားဖြစ်သူလဲကြတည်ဆုံနေတာကိုတွေ့လိုက်ရကြောင်းဇက်ဆုံခင်းရပြန်နေဘဲဆိုင်ကိုသွားတာလေဆုံတော့တယောက်ကလမ်းမိလိုက်တော့ဆံမြဲဆိုင်ကိုညွှန်လိုက်တယ်ဆုံတော့ကနောက်ဆုံတော့တယောက်ကိုတီတိုးပြောပြီးအိမ်ပြင်ကိုရုတ်တရက်ထွက်ခွာသွားတယ်15မိနစ်အကြာမှာဆာရွက်တရွက်ကိုင်းပြီးပြန်ရောက်လာတယ်တန်တရားဝင်စရာဘာမှမတွေ့ဘူးတယ်ရွှင်ရှင်လန်းလန်းနဲ့ အရင်နေ့တွေကအတိုင်းပဲသူ့ယောက်ျားစားဖို့ညစာကိုတော့ဖွဲ့ဖွဲ့ရာချက်ပေးဖို့ပြင်နေတာပယ်နေငယ်ဝဲတယ်ဒင်ခဲကိတောင်ဝဲသွားလိုက်သေးတယ်တဲ့သူမတတ်တယ်ဆိုတာမဖြစ်နိုင်ဘူးထင်တယ်တီတိုပြောတယ်နီမူကင်းတက်ပုံစရာနဲ့ဆရာဝန်ထွက်ခွာသွားပြီးနောက်လူနှောင်းထက်ရောက်လာပြီးမစ္စတာမလိုနီရဲ့ခန္ဓာကိုယ်ကိုလူနာတင်လှဲနဲ့တွန်းလို့ယူသွားကြတယ်အဲ့ဒါပြီးတော့လက်ဝေရရှာတဲ့အရာရှိထွက်ခွာသွားတယ် ကျန်တဲ့သူတွေကတော့ဆုံတော့နှစ်ယောက်နဲ့ရဲရရှိနေအောင်သူတို့တွေကမယ်ရီမလိုနီကိုကျင်နာတနာစိမ့်နဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံကြလိမ့်တယ်။ဂျက်နိုနန်ကမယ်ရီမလိုနီရဲ့ညီမဖြစ်သူအိမ်မဖြစ်ဖြစ်သူ့အမျိုးသမီးနဲ့ပဲဖြစ်ဖြစ်ဒီညသွားပြီပါလားလို့အကြံပြုတယ်။နေပါစီရှင်။မယ်ရီမလိုနီတကယ်ကိုနေလို့ထိုင်လို့မကောင်းဘူး။အော်ဂျင်အန်ဂျင်တလို့မူးနောက်တလို့လို့ဖြစ်နိုင်ရင်ဘဲမကောင်မသွားခြင်းမူ။ဒါဆိုလဲသွားလဲနေလိုက်ပါလားမစ်မလိုနီ။ ကျမဒီနားမှာပဲနေပြစီဒီထိုင်ကုန်းကနေဘဲမကိုမသွားပြစီနေနည်းနည်းနေသားထိုင်တာရှိလို့ထနိုင်တဲ့အခါသွားလှည့်ပါမင်းရဲရာရှိရင်းနဲ့ဆောင်းနောက်တွေကသူမအနားမှာထွက်ခွာသွားပြီးအိမ်တအိမ်လုံးကိုရှာပုံတော့ဖွင့်ကြတော့တယ်သူမရှိကဖြတ်သွားတဲ့အခါမှာလဲကြုံရင်ကြုံလို့မိကုံထုတ်ကြတယ်တခါတခါကျန်နုံနန်းကသာနာသနာတဲ့အရေးငွေတွေပါတယ်လီတန်နဲ့စကားလာလာပြောတယ် မစ္စတာမလိုနီကခေါင်းကိုရိုက်ခံလိုက်ရတာဗျ။တတော်မာတဲ့စတီးချောင်းလိုအရာနဲ့ရိုက်ခံလိုက်ရတာ။အဲ့ဒီလက်နက်ကိုကျွန်တော်တို့ရှာနေတာ။လူသားသမားဟာလူသက်လက်နက်ကိုသူ့နဲ့အတူတူပြန်ယူခြင်းလဲယူသွားနိုင်နေ။တနည်းအားဖြင့်မှပြစ်ချင်လဲပြစ်လိုက်နိုင်နေ။ဒါမှမဟုတ်လေဒီနားတဝိုင်းမှာဝှက်ထားခြင်းဝှက်ထားခဲ့နိုင်နေ။စကားပုံတစ်ခုတည်းကလိုပေါ့ဗျာ။လူသက်လက်နက်ကိုရှာတွေ့တာဟာတရားခေါင်ကိုရှာတွေ့တာနဲ့အတူတူပဲ။ ခဏနေတော့အဆုံးတောက်တရားကိုသူမအနားရောက်လာပြန်နေ။အိမ်ထဲမှာလူသက်လက်နဲ့အဖြစ်သုံးချနိုင်တဲ့အရာဝတ္ထုတစ်ခုခုများရှိနိုင်လားတဲ့။အိမ်ထဲမှာပစ္စည်းပျောက်တာဘာညာရှိလား။တတူနဲ့လုပ်တဲ့ပန်းအိုးပဲဖြစ်ဖြစ်တန်ခွပဲဖြစ်ဖြစ်ပျောက်နေနိုင်သလားလို့ဆိုရင်အိမ်မှာတတူနဲ့လုပ်ထားတဲ့ပန်းအိုးမျိုးတော့မရှိဘူးရှင်။လေးနံနဲ့တန်ခွတို့တူတို့ရောမရှိဘူးလား။အဲ့ဒါရင်းအိမ်ထဲမှာတော့မရှိဘူး။ကားကိုယ်တော်ထဲမှာတော့ရှိရင်ရှိနိုင်တယ်။ channel မှာလည်းအခြားရဲတွေလှုပ်ရှားနေတာကိုသူမသိတာပေါ့ just ရခဲဘောကဘိုးဖနတ်တန်တွေကို ကြားနေရတာပဲတခါတည်းရန်လေအပြင်ကတက်မီရောင်တွေကကလန်ကာကိုဖျက်ပြီးဝင်လာတက်သေးတာညကလည်းနှက်လာပြီမီလင်းဖိုတန်းဘောကနိုင်ကညကိုနိုင်နာကိုညွှန်ပြနေပြီဆုံထောက်တွေနဲ့ရဲရရှိတွေလည်းမောလာလို့စိတ်တိုးနေကြပြီ jet ကျမကို တခုခုတောက်ဖို့ပေးပါလားရှင်အရာရှိချက်နုန်နန်းကိုမယ်ရီမလိုနီကပြောလိုက်တယ် ဝီစကီကိုပြောတာလားဟုတ်တယ်နည်းနည်းပါပဲအဲ့ဒါတောက်လိုက်ရင်နည်းနည်းတက်တာမယ်ထင်တယ်ရှင်လဲတော်တော်မောနေပါပဲတစ်ခွက်လောက်တောက်လိုက်ပါလားတာဝန်ထမ်းဆောင်နေချိန်မှာတောက်ခွင့်မရှိပေမဲ့ကျွန်တော်တငုံလောက်တော့တောက်မယ်ဗျာကျွန်တော်လည်းမခံနိုင်တော့ဘူးမောနေပြီအခြားအရာရှိတွေရောက်လာတော့လေအားလုံးကိုဝီစကီတောက်ဖို့သူမကဖိတ်ခေါ်လိုက်တယ်တောင်ဝင်ထမ်းဆောင်နေခြင်းဖြစ်တဲ့အပြင်ပူဆွေးတော့ကရောက်နေတဲ့မိမတယောက်ရှိမှအရက်ခွက်ကိုစီနေမှုရဲတွေကိုကြည်ရတာမတတ်မသားရှိလာလိမ့် သူမအတွက်အားပေးစကားကိုစူးစမ်းပြီးပြောနေကြတယ်။ခဏနေတော့အရာရှိနုံနန်းကမိဖို့ရဲကိုဝင်သွားပြီးမြ мян ပြန်ထွက်လာတယ်။ Miss Blonny အကင်ဖိုကြီးရဲ့မှာတခုခုกินထားတယ်မဟုတ်လား။ဟဲ့ဟုတ်ပါရဲ့ကျမမိနေတာ။ကျွန်တော်မိပြေးပိတ်လိုက်ရမလား။ဟုတ်ကဲ့ပိတ်ပေးပါကြရင်ကျေးဇူးတင်ပါတယ်။တဲ့နုံနန်းအကင်ဖိုမိပြေးပိတ်ပြီးအိမ်ရှိကိုပြန်ရောက်လာတယ်။ မယ်ရီမလိုနီကမျက်ရည်ဝိုင်းနဲ့မျက်လုံးနဲ့ကြည်ရင်းနဲ့နိုနန်ကိုကြည့်ပြီးပြောလေတယ်။ကျက်၊ကျမကိုတခုခုညီပါအောင်ရှင်တို့အလုံးဟာပက်ထရစ်ရဲ့တငယ်ချင်းတွေလည်းဖြစ်တယ်။ပက်ထရစ်ကိုတတ်သွားသူကိုလည်းလိုက်လံဆုံးထောက်နေသူတွေလည်းဖြစ်တယ်။ညစာထမင်းစားခြင်းကလည်းလွန်နေပြီမဟုတ်လား။ပထရသားရှိမယ်ဆိုရင်သူ့တငယ်ချင်းတွေကိုကောင်းကောင်းမပြုစုလို့ကျမကိုစိတ်ဆိုးမှာအဲ့ဒီတော့ညစာဆွားသွားကြပါအကင်ဖိုထဲမှာလည်းအသားကကြက်နေလောက်ပြီး အာနေပါစီဗျာစားသွားပါရှင် သူနဲ့မှအတူတူစားဖို့ချက်ထားတာအခုကျမတယောက်တည်းဘလို့စားမလဲဟိုကျမဒီညတော့ဘလို့မှ မစားနိုင်တော့လို့ပါရှင်ရှင်တို့စားတော့ပြီးတော့မှလှုပ်ဆက်လုပ်ကြပေါ့အရာရှိလေးယောက်မှတွန့်ဆုပ်ပြီးဘာလို့လို့ဘာကံရမှန်းမသိဘူးစားနေကြတာတော့အမှန်ပဲနောက်ဆုံးတော့မိဖို့လဲသွားပြီးသူတို့ဘာသာညစာစားဖို့ပြင်ဆင်ကြတော့တယ် မယ်ရီမလိုနီကတော့မိဖို့တဲကအရာရှိလေးယောက်ပြောနေတဲ့စကားတွေကိုနားထောင်နေရင်သူမထိုင်နေရခုံမှာပဲဆက်ထိုင်နေတယ်။ဆုံနောက်တွင်တဲ့အရေးအရာရှိတွေရဲ့ပါဇက်ထဲမှာစားစရာတွေပြည့်နေလို့စကားတန်တွေကတော့ဘလုံးတွင်ချာလီထက်ယူအောင်လေကွာ။တော်ပြီအကုန်စားပြည့်လို့ပဲဖြစ်မလဲ။မယ်ရီကငါတို့ကိုအကုန်စားစီချင်တာ။ तू ပြောတာမင်းမကြားဘူးလား။လာပါကွာ။ तू စိတ်ကျေနပ်အောင်စားလိုက်ကြရအောင်။ကောင်းပြီလေ။ဒါဆိုနည်းနည်းထပ်ထည့်ပြီ။ ए यो ဒါနဲ့ပက်ထရစ်ကိုတင်းဘုတ်ကြီးနဲ့ထုသွားတာလားတော့မသိဘူး။ဟုတ်တယ်ကွာ။လက်ကင်ရုပ်အရှိတက်တူကြီးနဲ့ထုလိုက်တဲ့အတိုင်းပဲ။ပက်ထရစ်ရဲ့ဥကောင်ကကြေးမွသွားတာပဲလို့ဆရာဝန်ကပြောတယ်။ဒီလောက်ကြီးတဲ့လက်နဲ့ဆိုရင်တော့ရှာရတာလွယ်ကူတဲ့နဲ့။ငါလည်းအဲ့ဒါကိုပဲပြောချင်တာ။ဘယ်သူပဲဖြစ်ဖြစ်ဒီလောက်ကြီးတဲ့လက်နဲ့ကိုလိုအပ်တာထက်ပိုပြီးသူ့နဲ့အတူတူထားမှာမဟုတ်ဘူး။မြ мян ဖြောက်ဖြက်ပြင်ပါပဲ။အဲ့ဒီအချိန်မှာတယောက်ကလေကျင်းတက်လိုက်တယ်။ ငါထင်တော့လူသက်လက်နဲ့ဟာဒီအဆောက်အုံပဝင်းကျင်တစ်ဝိုက်မှာပဲရှိရမယ်။မှန်နေ။ဒီလူသက်လက်နဲ့ဟာငါတို့မျက်စိအောင်မှာပဲရှိလိမ့်မယ်။မင်းရောဘလို့ထင်လဲကြက်။အရာရှိလေးရောက်တိုးပေါင်းသားကိုစားရင်တောင်းရင်လေးကျင်တက်ရင်ပြောဆိုနေခြင်းတစ်ဖက်ခံမှထိုင်နေတဲ့မယ်ရီကတော့တကောလုံးတသိမ့်သိမ့်တုံအောင်တခိခိရင်းနေပါတော့ရင်။နားဆင်မိသွားတဲ့ထုံညာပရိသတ်များကိုကြီးစုတင်ပါတယ်ရှင်။ အခုဖတ်ပြပြီးသွားတာကတော့ဆီယမ်မအင်ချမ်းမြေဘာသာပြန်ထားတဲ့ဒိုးပေါင်ခဲဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါလိမ့်ရှင်